အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီခေတ်ဒီမှာတော့လေမှုကိစ္စ မနေ့တက်သူတော့ရပါတယ်မိကလေးလည်းရောက်ကြလေဘသူပို့ထမ်းတယ်ဒါမှမဟုတ်တခါလိုပဲနောက်တစ်ချိန်ပြန်လို့နိုင်ဖို့ဘသူပို့စိတ်ပါနိုင်တယ်တင်ဆက်ပေးစင်ပါတယ်တင်ရောလိမ့်စိတ်အတူတည်းရောက်တုပ်ရီပန်ထွက်ပြီးအချိန်ဘလောက်အကြာမှနောက်တစ်ချိန်ပြန်စားနိုင်တယ်အဲ့ဒီအကြာမပြောကြခင်အားလုံးသိထားဖို့ဗီတာမင် D နဲ့ကြောက်ခက်ပျက်စီးတဲ့အကြောင်းအရင်ပြောပြပါရစေရှင် အဲ့ဒါပြီးမှပဲမိခလေးနဲ့ရောက်တာလေဘသူပို့ထမ်းတယ်ဒါမှမဟုတ်တက်ခါလိုပဲနောက်တစ်စိမ်ပြန်လုံနိုင်မို့ဘသူကိုစိတ်ပါနိုင်တယ်လေဆိုတော့တင်ဆက်ပေးမှာမို့အဆုံးထိကြည့်ပေးကြပါရှင်ဗီတာမင်ဒီနဲ့သောက်ကံပြည့်စည်ခြင်းပရိသတ်ကြီးဒီနေ့မှာတော့ဗီတာမင်ဒီတွေကိုကိုယ်သဘောနဲ့ကိုယ်တောက်တုံနေတာတွေဟာအန္တရာယ်ကြီးရင်လားဆိုတာကိုပြောပြခြင်းပါတယ် ပုံမှန်အားဖြင့်နေအောင်နဲ့တည်တွေ့တဲ့အခါမှာလူရဲ့အရေးပြားကနေတဘာဝအလျောက်ဗီတာမင် D ကိုထုတ်ပေးပါတယ်ဗီတာမင် D ကအစီမပြောင်းဝင်တဲ့ဗီတာမင်မျိုးစားဖြစ်ပြီးသူ့ရဲ့အတေကလုပ်ငန်းကတော့ဦးလန်းဆောင်ကနေခရစ်စီယန်ဆုံယူမှုကိုအားကောင်းစေပြီးခန္ဓာကိုယ်ကလည်းခရစ်စီယန်ဆုံထုံမှုကိုနေစေတာပါဒီလိုနည်းနဲ့အယူနဲ့သွားရိတ်ကိုတတ်မအောင် ပြုလုပ်ပေးပါရယ်ဗီတာမင် D ကကိုယ်ခန္ဓာကိုလည်းကောင်းစေပြီးစိတ်ထစာစင်တွေမပြေအောင်လည်းအကူအညီပေးပါရယ်ဗီတာမင် D ချိုးတဲမှုကတော့နေရောင်ခြေထိတွေ့မှုအနေနဲ့ဒူရယ်အပြေရန်အေကိုခန်းနေပါပဲအလုံးလောက်ရသူတွေနဲ့တွေးဆုံပြီးအမျိုးသမီးတွေမှာဖြစ်လိမ့်ရှိပါရယ်ဗီတာမင် D ချိုးတဲ့ရင်အယူအာနေစင်တွေအယူပေါအယူပွားယောဂရိနဲ့ ကိုခံရလို့နေမကောင်းဖြစ်လွယ်ခြင်းစိတ်တကြဆဲတွေဖြစ်လေရှိပါတယ်မိမိကိုကိုဗီတာမင်ဒီထိုးတယ်လို့သံသယဖြစ်ရင်ဆရာဝန်နဲ့သိချတိုင်းပြီးဆွေးနွေးသင်ပါတယ်ဗီတာမင်ဒီထိုးတယ်တော့ဟုတ်မဟုတ်ဆိုတော့သွေးစင်ကြီးမှသာသိနိုင်မှာဖြစ်ပါတယ်သွေးစင်ချက်အဖြစ်ရောက်မှသာဗီတာမင်ဒီဖြည့်ဆွဲစေတွေကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းပမာဏတည်တည်ချာချာ တောက်တုံရမှာပါလူတောင်ရဲ့တနေ့တာဗီတာမင် D လိုအပ်ချက်က400အာယုကနေ1000အာယုနဲ့အများဆုံးကတော့2000အာယုအထိပဲလိုအပ်တယ်လို့သတ်မှတ်ထားပါတယ်တင်းထက်ပိုများတဲ့ပမာဏကိုအချိန်ကာလကြာကြာမိမိသဘောနဲ့မိမိစွဲတောင်းမိမိဆိုရင်တွေ့ထဲမှာကရစီယန်ဓာတ်တွေပုံလာပြီးစောက်ကစောက်တဲ့ခြေနေနဲ့ နောက်ဆုံးမှာစောက်ကပ်ဖြစ်စီရမျိုးတွေဖြစ်နိုင်ပါတယ်။စောက်ကပ်ဖြစ်စီတွေဟာဘလူနီတွေမှာပြန်ကုတ်စားလို့ပေးရတဲ့ယောဂဆိုတာကိုသတိပြုစေလိုပါတယ်။ဒါကြောင့်ဗီတာမင်ဒီဖြည့်စွက်စီတွေကိုတောက်သုံးတဲ့အခါမိမိသဘောနဲ့မိမိတောက်သုံးတာမျိုးကအသက်အငယ်အထိရှိနိုင်နေဆိုတာသိစေဖို့ဒီစာလေးကိုရေးပြီးဘုသူတ္တပြဝေပေးလိုက်ရပါတယ်။တန့်စိလွန်ပေးမဖြစ်စေဖို့ စမ်းစမ်းမမပရိသတ်ကြီးနဲ့တရီပြုံလိုက်ကြပါစေ။ဆက်လက်ပြီးတော့ယောက်ျားလေးနဲ့မိန်းကလေးဖတ်သူပို့တန်းကလေးဒါမှမဟုတ်တခါလိုပဲနောက်တစ်စိမ်ပြန်လို့နိုင်ဖို့ဖတ်သူစိတ်ပူပါနိုင်တယ်လေတင်ဆက်ပေးကြပါရစေ။အမျိုးသားနဲ့အမျိုးသမီးတွေမှာဖတ်သူကလိမ့်မိုက်ဆိုင်ရနဲ့ပတ်သက်ပြီးပိုးစိတ်ဝင်စားမှုရှိရဆိုတာကိုပြောရခက်ပါတယ်။လိမ့်တခါဆက်ဆံနိုင်မှာအသိဉာဏ်စွာ စံတော့ပြီးမြောင်နိုင်တယ်လို့လိမ့်မဆိုင်အောင်အတွေ့အကြုံရှိသူအမျိုးသမီးတချို့ကပြောလို့ရှိကြပါတယ်။တဆုပ်အမျိုးသားတွေကတော့သူတို့ရဲ့လိမ့်တဲ့ထောင်ပံ့ဖို့ဆုံးရှုံးသွားခြင်းမရှိဘူးဆိုရင်အသိမောင်များစွာစိတ်ဆန္ဒပြီးမြောင်နိုင်တယ်လို့ဆိုကြပါတယ်။အခြားသူတွေကတော့လိမ့်စိတ်အတူတည်းနောက်ထပ်မဖြစ်ခင်အချိန်ဆောင်ရတယ်လို့ဆိုကြပါတယ်။လိမ့်ဆန္ဒပြီးမြောင်သွားပြီတဲ့နော်။အမျိုးသားနဲ့ မျိုးသမီးတွေနောက်တစ်ချိန်ပြန်ဆောက်ဖို့အချိန်ယူရတဲ့ကာလအမျိုးသားတွေအောင်ဒီပြန်ဆောက်ရတဲ့အချိန်ကာလဟာအနည်းဆုံးမိနစ်30က40ကြာလိုအပ်တယ်လို့လူအများကယုံကြည်ကြပါတယ်။ဒါပေမဲ့ဘရလတ်စာတွေးခေါ်နိုင်ပါတယ်။ဒါနဲ့ပတ်သက်ပြီးအကျအလက်အတိအကျမရှိပါဘူး။ဒါကြောင့်မတူညီတဲ့စာချိန်တွေကိုပုံမှန်မဟုတ်ဘူးလို့မပြောနိုင်ပါဘူး။ ပြဿနာကတော့တည်ကြတဲ့ချိန်ကိုမဆက်စေနိုင်ပါဘူးအချိန်ဒီပေါ်မှုတည်ပြီးတည်ကြချိန်ဟာအမျိုးမျိုးခွဲပြားခြားနာနိုင်ပါတယ်ဒီလိမ့်စိတ်အတူတည်းတစ်ခုနဲ့တစ်ခုကြားကြားချိန်ဟောလိမ့်စိတ်ဆန္ဒပြီးမြောက်ချိန်နဲ့မိမိရဲ့လိမ့်ဆက်ဆံမှုကနောက်တစ်ချိန်လိမ့်ဆက်ဆံလူစိတ်ပေါ်မှာလည်းပုံတည်ပါသေးတယ်ဘလို့အကြောင်းပြောင်းစံမျိုးပဲရှိနေပါသေးကိစ္စမရှိပါဘူး တကယ်လို့အမျိုးသားဟာမိမိရဲ့ဆက်ဆံမှုအကြောင်းကို အားလုံးသိကြသိနေပြီဆိုရင်နောက်ပိုင်းမှာအမျိုးသားရဲ့လိမ့်စဲအတူတိတ်ကြကြတယ်ရလဲတူတောင်းလာနိုင်ပါ रे တကယ်တမ်းလိမ့်စဲဆန္ဒပြင်းပြစေဟာရုပ်ရှင်တွေကနဲ့မတူပါဘူးအမျိုးသမီးတွေနဲ့မတူတာကတော့အမျိုးသားတွေဟာ နောက်တစ်စိတ်အတူမနေခင်မှာအခြေယူရပါ रे အဲ့ဒီအခြေဆုံးတာ သင်ရဲ့ပထမဆုံးလိမ့်စိတ်ပြင်းပြတဲ့အချိန်ကနေစပြီးနောက်တစ်ချိန်တွေတော့ကလိမ့်စိတ်ပြင်းပြောင်းသွားတဲ့အချိန်ကကြာတဲ့ကာလကိုပြောတာဖြစ်ပါတယ်။တစ်ဖက်ကပြောရမယ်ဆိုရင်ရုပ်ရှင်တွေမှာတွေးရတဲ့လိမ့်မှုဆိုင်ရာအချိန်တွေဟာတကယ်ဘဝနဲ့အရန်ကိုကွာခြားပါတယ်။ရုပ်ရှင်တွေမှာဆိုရင်မိန်းသားဟာတ냐မှာအချိန်မှပြန်စွာစစ်တင်တော့ပြီးနိုင်အနေငယ်တွင်မှာပဲ တောင်းလေးချိန်တော့တက်ပြီးချစ်တင်နှုံနိုင်ပါတယ်ဒါပေမဲ့ဒါကမမှန်ခံပါဘူးစိတ်နဲ့ကြောက်ခက်ဆိုင်ရာကုသတဲ့ဆရာဝန်တွေကအဲ့ဒီမင်းသားတွေလို့လိုက်မလုံးချဖို့အကြံပေးထားပါတယ်ဘာကြောင့်လဲဆိုရင်ဒါဟာအရင်အနေများလို့နဲ့အတွက်ကြောင့်ဖြစ်ပါတယ်အမျိုးသားတယောက်ဟာသမီးထွက်ပြီးသွားလို့နောက်တစ်စိမ့်လေးအင်းကပြန်တောက်တင်တာဖို့အတွက်ကအနေဆုံးနှစ်နာရီကနေ၃နာရီကြာအချိန်ယူရပါတယ် တုတ်ရထသားခြင်းဟာတုတ်ပုံပမာဏကိုချက်ချင်းကျသွားစေနိုင်ပြီးတာမန်အမျိုးသားတယောက်ဟာဆိုရင်၎င်းကိုပြန်ဖြေဖို့ရောအချိန်လိုပါတယ်။တကယ်လို့အမျိုးသားတယောက်ဟာအချိန်တိုတွင်မှာပဲတုတ်ရကိုလက်ချိန်တက်ပို့ပြီးထုတ်လို့တဲ့ဆိုရင်၎င်းဟာမြို့မောင်ချင်းမြို့ချင်းကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဆေးပညာဆိုင်ရာကျွမ်းကျင်သူတွေကအမျိုးသားတွေအောင် တောက်ပူပမာဏအမြင့်ဆုံးရအောင်နောက်တစ်ချိန်တော့ရေမထုတ်လုပ်ခဲ့အနည်းဆုံးနှစ်ရက်လောက်စောင့်သိနေလို့အကြံပေးထားပါတယ်အတူတူပြောအောင်ပြီဆိုရင်အမျိုးမျိုးသောလူနေမှုပုံစံအထက်အလက်တွေကသိရဲ့လိမ္မာဆိုင်ရာအပြုမှုတွေပေါ်မှာအကျိုးသက်ရောက်မှုရှိပါတယ်ဥပမာအားဖြင့်ပုံမှန်တကူတော့လိမ့်စိပြပြခြင်းသို့မဟုတ်အရက်ထောက်ခြင်းအားဆိုရင်သိကိုပြန်လဲအားပြဖို့ရအထိန်များစွာလိုအပ်ပါလိမ့်မယ် ိစေဆန္ဒပြပြစေအချိန်နှစ်ခုသာမှဘလို့ပဲပုံမှန်အချိန်ကြာပြီဖြစ်ပါစေ တရက်နောက်ဆောက်လိုက်ခြင်းကတော့အနေရဲ့ကိစေနိုင်ပါ रे ဒီကနေ့တင်ဆက်ပေးရတဲ့ကြားလေးကိုတော့ဒီမှာပဲရှင်းနာဝင်ပြူပါနောက်ထပ်လည်းကျွန်တော်တို့ channel ကနေဘုသူတော်ဖြစ်စေမဲ့ကြားလေးတွေကိုဖိတ်ဆက်တင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်